ဆန်စီဒါလောင်းရင်ယူရိုကိုတင်ထားပြီး final ပွဲနှီးမှာထုတ်ပြလိုက်တဲ့အမ်မိုရင် ပရိသတ်အားလုံးပဲမိင်္ဂလာများမန်ချက်စတာဖွန်ဆော့ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။မန်ချက်စတာနိုက်တက်အသင်းကတော့စပါအသင်းကိုယူဘာလိဘိုလီဝဲနီးမှာတကွက်ပြလိုက်ပါရစေ။ဒါကတော့ချားမို့ပါဘူး။အသင်းရဲ့ဒဏ်ရာရလူစင်းနေတဲ့ပတ်သက်တဲ့အကြောင်းအရာမှာမန်ချက်စတာနိုက်တက်အသင်းကစပါအသင်းနဲ့ဘိုလီဝဲကစားဖို့စပိန်နိုင်ငံဘီဘောင်မျိုးကိုထွက်ခွာသွားတဲ့အသင်းလူစင်းကိုတင်ဝင်ကြေညာလာခဲ့ပါရစေ။ပရိသတ်တွေကလည်းတော်တော်လေးအားအသင်းခဲ့ရပါရစေ။ United ရဲ့အဓိကကစားသမားတွေဖြစ်တဲ့နောက်ကလူရူနဲ့ဒါတော့တိုက်စစ်မှုဆက်စီတို့ကကျန်းကျန်မှုပြေးသွားပြီးတော့အသင်းနဲ့လေ့ကျင့်ခန်းဆင်းခဲ့ပါရစေ။ဒီကစားသမားအုပ်စုလုံးကအသင်းနဲ့အတူဘီဘောင်ကိုလိုက်ပါလာခဲ့ကြတာပါ။ ဒီကစားမတွေကဒံယာကြောင့်ရာသီကုန်နဲ့အထိအနားယူရမယ်လို့အသင်းဘက်ကကြေညာထားတဲ့ကစားမတွေပါ။ကစားမတွေရဲ့ဒံယာအခြေအနေတိုးတက်လာခဲ့ပေမဲ့အသင်းဘက်ကဒါကိုလုံးဝသတင်းမထုတ်ပြန်ပဲဖုံးထားခဲ့တာပါ။ United ဘက်ကတော့မီဒီယာသမားတွေကိုလည်းအကောင်းဆုံးရှောင်ရှားခဲ့ပြီးတော့ဒီသတင်းကိုလုံးဝထားခဲ့တာပါ။စွားသင်းကလည်းဒီကစားမတွေနာနေတယ်လို့ထင်နေချိန်မှာပဲအသင်းဘက်ကဒါကိုထုတ်ပြန်လိုက်တာပါ။ တရင်းရဲ့ဖော်ပြချက်အရစက်စီဒါလုံးနဲ့ယူရိုသုံးစလုံးကကြံခိုင်မှုအပြေးဝါရှိနေပြီးအမိုနီတာရွေးချယ်မယ်ဆိုရင်ယောပါလိဘောလူပွဲမှာပွဲထွက်ကစားဖို့အသင့်ရှိနေပါတယ်ဒီကစားမသုံးလုံးကအသင်းရဲ့အဓိကကစားမတွေဖြစ်လို့ယူနိုက်တက်အနေနဲ့ဘောလူပွဲမှာကစားမအင်အားပိုင်းအားတောင့်တင်းသွားစေမှာပါစက်စီလုံးကစားမမျိုးကိုပြန်ရလိုက်လို့ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းကဘောလူပွဲမှာအတော်လေးအားကောင်းသွားဖို့ရှိနေပါတယ်ဒီနေ့တင်ဆက်မှုကတော့လောက်ပါမယ်နောက်ဆုံးရယူနိုက်တက်ရဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစေဝေစားပွဲအားကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ